ယမနကမှာရေကြီးမှုထိန်းလို့မရတော့ပါဘူးဒီနှစ်ရေကြီးမှုကမနစ်က2024ရေကြီးမှုထက်တောင်စိုးရွားနိုင်တယ်ဆိုပြီးတော့အားလုံးကပြောဆိုနေကြပါပြီမနစ်ကရေကြီးမှုနဲ့တနင်္ဂနွေလုံးပြည်သူတွေထောင်ကြီးတည်ဆုံးရတာတနင်္ဂနွေလုံးပြည်သူတွေဒီပိသားဖြစ်မှာပါအခုလေးပဲအချင်းတွေကအဲ့ဒီထက်ကိုစိုးရဖို့ရှိနေတာပါအခုကချင်ပြည်နယ် ြည်ချီနာမြို့မှာမင်းညကျွန်တော်တို့ဆယ်နိုင်နောက်ပိုင်းမှာဆိုရင်အေယာဝတီမြစ်ရည်ကြီးရေရှမ်းမှုဆိုရင်အဘက်ကတထောင်ကျော်သွားပြီဖြစ်ပါတယ်မနေ့တုန်းကကျွန်တော်တို့အေယာဝတီမြစ်ရေဆိုရင်အဘက်ကတထောင်400ကျော်ထိရှိခဲ့တာဖြစ်ပြီးတော့မြည်ချီနာမြို့မြေနေပိုင်းမှာရှိတဲ့ရက်ွက်အလုံးရည်ကြီးရေရှမ်းမှုဖြစ်ပွားခဲ့လို့ပြည်သူတွေအသက်အိုးအိမ်တွေဆုံးရှုံးမှုတွေအများကြီးဖြစ်ပေါ်ခဲ့တာကိုတွေ့ရတယ်အခုလေဒီချက်ကိုဆိုရအောင်မဲ့အနေထားမှာရှိပါတယ်မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ အေယာဝတီနဲ့ချင်းနေမြပြပိုင်းတွေကအချင်းနေရီရီရီအတော်လေးကိုမြစ်တက်နေတာတွေ့ရပါရဲ့။ဒါကြောင့်မလို့ပြည်သူတွေအခုကလေးကနေပြင်ဆင်ထားကြဖို့ကိုမလို့သာပညာရှင်ဝင်းတွေကအရေးကိုပဲတတိပေးလာပါရဲ့။မိခနဲ့မေလိခမြစ်ပေါင်းစုံရမှာ ဖြစ်ပေါ်လာတဲ့အေယာဝတီမြစ်ရဲ့ဟာလေရေဆက်လက်မြစ်တက်နေကမြစ်ချီနာမြို့ရေပိအကြီးကြီးကိုတတိထားရမယ်လို့ဆိုထားပေဖြစ်တဲ့ အဲ့ဒီမှာရှိတဲ့ဒေသခံတွေကတော့ဘူတာအိုမလိခမြေရေဆက်လက်မြင့်တက်နေစေဘူတာအိုအနိုင်ပိုင်းနေရာအချို့ရင်းနှီးမြုပ်နေပြီးမေခမြေဘက်ကချီပွေမနေ့ကထက်ရေတဲ့အောက်ဘူကောင်းလို့အရေးပေါ်ပြောင်းရွှေ့နေကြရတယ်။နှစင်းလုံးအချိန်ကောင်းကောင်းနဲ့အောက်ဘက်ကိုဆင်းလာနေတယ်။ဒါကမြချီနာအေယော်ရီမြေရေဆက်လက်မြင့်တက်နေတယ်။မျိုးနေနီးတဲ့ရေလေကျုံအလုံးမြုပ်ပြီးလို့ဒေသခံတွေကပြောလာကြတာပဲဖြစ်ပါရဲ့ဗျာ။ဘင်္ဂလားပြည်နယ်အော်ဘုံမှာမေလ29ရက်နေ့မှာအောက်ကောင်းတဲ့ မုံတိုင်းငယ်ဖြစ်ခဲ့ပြီးထိုမုံတိုင်းရှိကြောင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနယ်မွေးတိုင်းတို့မှာလျက်တပြရေကြီးရှိနေမြေပြိုခြင်းတို့ကိုအထူးသတိပြုတင်ကြောင်းမိုးလေဝသပညာရှင်ဝင်းနိုင်ခါလည်းရေပေါ်သတိပေးထားတာကိုတွေ့ရပါရီဒါကြောင့်မလို့ပြည်သူများခင်ဗျာဒီနေ့ရေကြီးမှုကမနေ့တုန်းကရေကြီးမှုထက်တော့ဆူရသွားနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေယူဆိုင်ကြပါအေအိုဒီမြစ်နဲ့ချင်းနေမြစ်ပြီးတော့ရန်ကုန်မြစ်တော့ကျွန်တော်ရေကြီးနိုင်ပါရီပြည်သူတွေ မူကြီးချိန်နဲ့တိုက်ဆိုင်နေတဲ့မကပုံမဆိုးရနိုင်တာဖြစ်တဲ့အတွက်မြင်းနေပိုင်းမှာနေထိုင်နေကြတဲ့နော်မြင်းနဲ့နေကြတဲ့ပြည်သူတွေအနေနဲ့ခုခရေကနေအထုပ်ပုပြင်ဆင်ပြီးတော့ဘေးလုံးရပြေးကြဖို့ဒီကနေ့ပဲရေးပေါ်တိုက်တော်များစီနော်အခုချိန်မှာနော်ကျွန်တော်တို့ကချင်ပြည်မှာရည်ကြီးလို့သူတို့စစ်ပီးဆောင်တွေဟာဆိုရင်လေပုံမှုပြီးတော့ဒုက္ခတွေရောက်နေကြပြီမနေ့တုန်းကထက်ပုံမှုပြီးတော့ဒုက္ခများစွာရောက်ပြီးပြည်သူသိမ့်ချီတန်းချီရည်ပြီးနေကြုံရနိုင်တာဖြစ်တဲ့တော့ပြည်သူတွေရေးပေါ်ပြင်ဆင်ကြပါနော်